အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Bami Stia ဇာဝနေ့ရနေပြီးပြန်လေးကြိုဆိုပါရစေ။ဒီအခုကတော့ဒါအရှိရဗီဒီယိုရဲ့အဆက်ပေါ့နော်။ဟိုကျွန်တော်တို့ရဲ့ channel မှာတည်တင်တာလေးတွေကိုလာရောက်မေးမြန်းတာလေးတွေအဲ့ဒါလေးတွေကိုကျွန်တော်တို့ဟိုမေးခွန်းလေးတွေထုတ်ပြီးတော့ပေါ့နော်။အဖြေကြားပေးတဲ့အစီအစဉ်လေးဖြစ်ပါတယ်။အပိုင်းနှစ်ပေါ့နော်။အဲ့တော့ဒီအပိုင်းနှစ်မှာကမိကုန်းလေးတွေကိုကျွန်တော်တို့ဆက်ပြီးတော့မိပြီးတော့မှာဖြစ်ပါတယ်။ဆိုတော့ အဲကတော့မအောင်ညင်းဆုံးမိမယ်ပေါ့နော်မိကုန်းကတဲ့ဒီတူရကီမှာပေါ့နော်ဖုန်းတွေရတဲ့အဲလီလာနေလို့ရှိရင်ဒါပဲဖုန်းတွေကလီလာနေလို့ရှိရင်တဲ့အဲဘာလို့ပိတ်ပိတ်သွားလဲတဲ့မက်ဆန်ဂျာမှာဒီနေ့ကို9ရက်6ရက်လာမင်းမိကုန်းပေါ့နော်အဲ့လိုလေဆိုတော့တူရကီမှာ ဒါတူရကီကိုဆလာပြီဆိုတာနဲ့လူတွေကပေါ့နော်အယုံဆုံးမြန်မာနိုင်ငံလူတွေပေါ့တူရကီဆလာပြီဆိုတာနဲ့အလုံးနဲ့လာလာအကြောင်းနဲ့လာလာဘာနဲ့လာလာ visit ပဲလာလာသူတို့ passport နဲ့အရင်ဖုန်း sim card တကဝယ်တယ်ပေါ့ passport နဲ့ဝယ်တဲ့ sim card ကဒီအကြောင်းနဲ့လာတဲ့လူနဲ့ဝတ်ပါမင်နဲ့လာတဲ့လူကပေါ့နော်ဒီ resident ပါမင်ရတာဖြစ်ဖြစ်ဝတ်ပါမင်ရတာဖြစ်ဖြစ်တမျိုးမျိုးဒီတူရကီမှာနေထိုင်ခွင့်ကပ်ပြရခဲ့လို့ရှိရင်ထပ်ပြီး register လုပ်ရတယ် register မလုပ်လို့ရှိရင်ဒီ sim card ကလည်းလေးလနေပိတ်တယ်အဲ့တော့ဒါတူ tourism ပေါ့နော် tourism ကလေးလနေပိတ်တယ်အဲ့လိုပုံစံမျိုးအဲ့တော့ဒီ wapamin နဲ့ဖြစ်ပစီ real uh student wapamin နဲ့ဖြစ်ပစီ student wapamin နဲ့ဖြစ်ပစီ register လုပ်ထားတဲ့ sim card တွေကြတော့မပိတ်တော့အဲ့တော့အဲ့လိုမျိုး sim card တွေကို register လုပ်ပေးရမယ်နောက်တစ်ခုကကြတော့ sim card ပိတ်တဲ့နေရာမှာနောက်နှစ်မျိုးထပ်ရှိသေးတယ် sim card ပိတ်တာလားဖုန်းပိတ်တာလားပေါ့နော်ဖုန်းပိတ်တာဆိုလို့ရှိရင်ကြတော့ဟန်ဆက်ပိတ်တာပေါ့ဟန်ဆက်ဟန်ဆက်ပိတ်တာပေါ့ဟန်ဆက်ပိတ်တာဘာလို့လဲဘာလို့ဟန်ဆက်ပိတ်တာလဲဆိုတော့တူရကီအစိုးရက အဲဒီအတက်မှတ်ထားတာဗောနော်တူရီဆိုရတူရကီနိုင်ငံထဲမှာအခွန်ဆောင်ထားတဲ့ဟန်ဆက်တွေကိုဒီဘယ်လိုပြောဖုန်းဟန်ဆက်တွေပေါ့ iPhone ဖြစ်ပြီး Samsung ဖြစ်ပြီးအဲ့လိုဟာတွေပဲအဲဝယ်သုံးဖို့အတွက်သူတို့အတက်မှတ်ထားတဲ့ပုံမှာဖုန်း register လုပ်ရတယ်ဆိုတာမျိုးထားပေးလိုက်တာအဲ့တော့ဖုန်းက register မလုပ်ဘဲနဲ့ SIM card one SIM slot ကိုဗောနော် one SIM card တစ်ပေါက်ကိုလေးလသုံးလို့ရတယ်အဲ့တော့ USM ဖုန်းဆိုလို့ရှိရင်ဒီ SIM 1ကလေးလသုံးပြီးလို့ line မတက်တော့ဘူးဆိုရင် SIM ကိုထုတ်ပြီး SIM 2လက်ထည့်လိုက်ရင် နောက်ထပ်၄လ၃လရရ၈လ၃လရပေါ့နောက်ထပ်၄လထပ်၃ရနေတစ်နှစ်မပြည့်ခင်ပေါ့နော်နောက်ထပ်၄လထပ်၃ရနေဆိုရင်ကြတော့ဖြည့်ရှင်းနှီးရှာတော့ပေါ့နော်တိတ်ဖြည့်ရှင်းနှီးမရှိတော့အဲ့နောက်မှကြတော့ဒါဘာလို့တစ်နှစ်လို့ပြောပါလဲဆိုတော့ဇန်နဝါရီပထမအပတ်ပေါ့နော်ဇန်နဝါရီ1 2 5အတွင်းမှာအစိုးရကနှစ်စဉ်နှစ်တိုင်းမှာဒီပိတ်နေဖုန်းတွေအားလုံးကိုပြန်ဖြည့်လျော့ပေးတယ် reset လုပ်ပြီးပေါ့ပြန်ဘယ်လိုပြောပြအဲပိတ်နေဖုန်းတွေအားလုံး line မြတ်တက်တယ်နှစ်စဉ်နှစ်တိုင်းမှာအဲ့လိုပုံစံမျိုးတစ်ခုရှိတယ်အဲ့ကျတော့ dual sim ကိုင်တဲ့လူက ရှစ်လအထိရမယ်ဆိုတဲ့သဘောပေါ့နော် ကျန်တဲ့လေးတာတော့အဆင်ပြေတယ်လို့လေးဖြည့်ရှင်းပြီးတော့ဒီနှစ်ဆောက်ပြန်ပြီးတော့စောင့်နေတယ်ဆိုရင်တော့လည်းပြန်ပွင့်သွားတယ်မျိုးရှိတယ်ဒီပြဿနာကြီးတွေကိုတခູ່မှမကြုံရုံဆိုရင်ဖုန်းဝင်တူရကီနိုင်ငံထဲမှာဝယ်လိုက်တူရကီနိုင်ငံထဲမှာဝယ်ရဆိုတာဒီတူရကီမှာ reset လုပ်တာအလုံးပေါ့နော်အပြစ်မှာသွားဝယ်ရင်တော့ဟိုနိုင်ငံခြားအလုံးတွေကိုတူရကီအလုံးလို့ပြောရအောင်တာပါညမီကောင်းမိနိုင်တယ်ဒါပေမဲ့ဟိုဒွဲမယ်ဆိုတက်ကနိုဆာတို့မီဒီယာမတ်တို့နောက်ပြီးလို့ရှိရင် official showroom တွေ official showroom တွေအဲ့မှာသွားဝယ်ရင်တော့အဆင်ပြေဆုံးပါ အစိုးရဒါဟိုပေါ့သူတို့ရှိမှာဒီအခွန်ဆောင်ဝိုင်းလားသူအခွန်တက်မှတ်ပေးတာလေဒီတက်မှုမြင့်ဖုန်းနေရတယ်ဈေးဟိုပေါ့အခွန်အများကြီးတော်ယူထားရပေါ့နော်ဒီ Turkish Apple Store ပဲဆိုတော့တော်တော်နာမည်ကြီးရဈေးကြီးတဲ့နေရာတော်တော်ဈေးကြီးရတော်တော်လေးဖုန်းကမြန်မာနိုင်ငံကဈေးနဲ့ဆိုရင်တူရကီမှာ iPhone တစ်လုံးရဲ့ဈေးကမြန်မာနိုင်ငံမှာနှလုံးဝယ်လို့ရတယ်အဲ့လောက်ထိဈေးကြီးရကိုယ်တော့တစ်လုံးအစိုးရအစိုးရတော့တစ်လုံးတော်အဲ့လိုမျိုးလေအရင်မြင့်လာတဲ့အတွက်တစ်ဖက်ကနေတဲ့ဟိုအပြင်းဝင်လာတဲ့ဖုန်းတွေအားလုံးပါ လေးလနေရင်ပိတ်လိုက်တယ်ပေါ့ register ပြန်လုပ်ခိုင်းတယ်အဲအဲကြောင့်ဒီကိစ္စယူသူတို့ကလုံးဝ restrict လုပ်ထားတာပေါ့အဲ့လိုဒီကိစ္စနဲ့ပတ်သက်ပြီးလဲဗီဒီယိုတီးတန့်တစ်ခုကောင်းကောင်းလေးရိုက်ထားပေးတယ်အဲ့ဗီဒီယိုကအခုတည်းကြည့်လဲအကျိုးရှိမှာပဲလက်ရှိ registry လုပ်မယ်ဆိုရင်ပြပဖုန်းတော့ကကျတော့ဘလောက်လောက်၄000ခွဲလောက်တော့ကြာတယ်၄000ခွဲဆိုတော့ဒေါ်လာ1300တော့ကြာတယ် iPhone တစ်လုံးဘာမှမထူတော့ဒီမှာပဲဝယ်လိုက်တော့ပိုကောင်းတယ်လို့ဖြစ်နေ Okay နောက်မိကုန်းတစ်ခုဆက်သွားမယ်ပေါ့နော်နောက်မိကုန်းတစ်ခုကတော့အာ ဒူတီကိုတဲ့မိသားစုအနေနဲ့အပြောင်းရွှေ့အခြေချမယ်ဆိုရင်ဟောတဲ့ဟိုဘယ်တော့ကုန်ကြနိုင်မလဲတဲ့မိသားစုလိုက်ပြောင်းရွှေ့အခြေချမယ်ဆိုရင်ငါကိုယ်တိုင်လက်ရှိမိသားစုနဲ့နေနေသလိုပဲဖြစ်နေတယ်ဆိုတော့ကုန်ကြရတာဘာလဲနေမယ်ဆိုရင်တော့ဟိုအရင်ထက်ဆိုင်ရင်တော့မြင့်သွားပြီပေါ့နော်ဒါ January ခြုံပြောတာပေါ့ဟိုចောင်းသားတွေကကျတော့အရင်တော့ចောင်းသားတယောက်ကို250ဒေါ်လာ300မြို့ပေါ်တော့မူတည်တာပေါ့နော်ပုံအကြမ်းဖျင်းဒေါ်လာ250 300နဲ့ နေလို့ရတဲ့အနေထားနဲ့ပြီးအခုចောင်းသားတယောက်တက်တော့ဒေါ်လာ900လောက်လိုလာတယ်လို့ဖြစ်တယ်ဆိုတော့မိသားစုအနေနဲ့ပြောမယ်ဆိုရင်ကျတော့အင်္ဂါကားတွေပါရတယ်မြင့်သွားတာအဲ့လိုဟုတ်တယ်အကျန်းဖြင်းဆိုရင်တော့ဒေါ်လာ1500 2000လောက်ပဲပြောရမှာဟုတ်တယ်ဆိုတော့အင်္ဂါကားတွေပဲဒေါ်လာ600 900ဖြစ်နေပြီအခုကဟိုတကယ်လို့ကလေးတွေပါပါတယ်ဆိုရင်တော့အိတ်ထပ်ပို့ပြီးတော့မြောင်းအောင်အစ္စတန်ဘူလိုမြို့မြို့မြို့မှာတက်တောင်းတက်တာ เออ AACC နေနိုင်တဲ့အမောင်းဆိုရင်ဒါဒေါ်လာ1000လား2000လို့ပြောပါဦး။ decent နေလို့ရမယ်ပေါ့နော်။ဟိုပုံမှန်စားမယ်၊သွားမယ်။ဟိုဟိုရဖန်ရန်ကစားတော့စားတော့ survive ဖြစ်မယ်အမောင်းတော့မဟုတ်ဘူးဒါ။ဟုတ်တယ်။ပုံမှန် decent life တကူနေခြင်းနဲ့ဆိုရင်ဟိုအမောင်းနဲ့ခြုံပြီးပြောရမယ်ဆိုရင်တော့မိသားစုအနေနဲ့မိထားတာဆိုတော့မိသားစုလိုက်ဆိုရင်တော့ဒေါ်လာ1000လား2000လောက်ကုန်နိုင်။ចောင်းသားတွေဆိုရင်ဘယ်လောက်မျောလင့်ထားစေလဲ။တလကုန်ကြစေ။ အကြမ်းပြင်းပြောမယ်ဆိုရင်တော့အခုလက်ရှိအနေအထားမှာဒေါ်လာ900လောက်မျှော်လင့်ထားတယ်။ကိုနေတဲ့မြို့ပေါ်တော့မူတည်တာပေါ့နော်။ဟုတ်တယ်။အဲ့ထက်ပိုများရင်လည်းများကောင်းများတယ်။နေမျိုးတွေဆိုရင်တော့ထက်ရော့ဖို့နည်းပိုပြီးတော့နေဝါနေ။ဟုတ်လေဆိုအင်လာကစီတက်တာတယ်။စားတောင်းဆရာကြီးကစားစီပေါ်တယ်စီတက်တာတယ်။အချို့အဆောင်နေတာမျိုးတွေပဲလက်ရှိရဆိုတော့ဟိုတက်တာဆိုတော့အကြမ်းပြင်းကျောင်းသားတယောက်ဆိုရင်တော့ဒေါ်လာ900ဝန်းကျင်တော့ကုန်နေတယ်။မိသားစုလိုက်ဆိုရင်တော့ဟိုကလေးတွေပါတယ်ပါတယ်လူကြီးပေါ်မူတည်ပြီးတော့ဒေါ်လာ1500နေပြီးတော့2500ဝန်းကျင်တော့ပေါ့နော်။အဲ့လောက်တော့ကုန်ကြသေးရှိမယ်။ ်ထူပါတော့များတော့ကျွန်တော်တယောက်အနေနဲ့ပြန်ကြည့်လိုက်ကြတော့လေအဲ့အမောင်ကတော်တော်လေးတော့များသွားရောနော်မိသားစုအနေနဲ့နေမယ်ဆိုဆိုတော့နောက်ထပ်မိဘတို့ခုကိုသွားပါမယ်ရာပါမိရတယ်ဆိုတော့ဟိုတူတီမာရတာတဲ့ student ပါမယ်ပေါ့နော် student resident ပါမယ်သို့မဟုတ်လို့ရှိရင်ဟောပါမယ်နေဆိုလို့ရှိရင်တူတီနိုင်ငံရဲ့အေဘောလို့ဖြစ်သွားတော့ ကိုသမောဒီအိုင်နဲ့ပတ်သက်ပြီးအေဂျင့်လောက်ခံလိုက်ငါ travel and tour ထောင်းလိုက်ဟာရမေကိုမင်းနေနေဟိုဘသူမင်းကောင်းလေးရပါခေါင်းထဲမှာတွေးနေရသလိုရှိရင်ဟိုအမနကြီးကမေကိုနေရတယ်ဟိုဒီကျွန်တော်ပြောသလိုတော့မိသားတာမျိုးတော့မဟုတ်ဘူးဗောနော်စကလုံးလေးတွေညည်းပွားလေးတော့ကျန်ခဲ့တာပဲလို့ရှိရတော့ကျွန်တော်ကနေပြောပြန်ဖြည့်ဆွတ်ပြီးတော့မိတဲ့ပုံစံမျိုးဖြစ်သွားတာဗောနော်ဟိုဆက်မိလာမယ်နော်ဟိုဒူဒီမာတဲ့ပြရတာ student ပါမဲစူရန်ရက်စီဒန့်ပါမဲသို့မဟုတ်လို့ရှိရင်ဝပါမဲနဲ့တဲ့ဒီအနီးနားကဘယ်နိုင်ငံလေးတွေကိုသွားလေလို့ရမလဲပေါ့သွားလို့ရမလဲရက်စီဒန့်ပါမဲစူရန်ရက်စီဒန့်ပါမဲနဲ့ဝပါမဲနဲ့သွားလေလို့ရတာတော့ဆိုင်ပရက်စ်တနိုင်ငံပဲရှိပါတယ်ဆိုင်ပရက်စ်တောင်မှနိုင်ငံဘယ်လိုပြောတော့တမောပဲလေလို့ကီဘတ်ရှမ်းပေါ့နော်အဲအယ်ဂျန်အပေါ်အယ်ဂျန်အပေါ်ဘတ်ရှမ်းအောင်ပဲတော်လေလို့ရတယ်။အဲဟာတော့ဒါတူတူကြီးပြင်ပပေါ့နော်နိုင်ငံအပြင်ထွက်သွားတဲ့ပုံစံမျိုးပတ်ဖို့မှလည်းတုံးနေပါတယ်စိတ်တုံးနေပါရမယ်။ အဲ့မှာသွားလဲလို့ရတယ်။နောက်တခြားမရှိတော့ပါဘူး။တခြားသွားလဲကျင်တော့ visa visa မလိုတဲ့နိုင်ငံတွေသွားလဲ။ဒါမှမဟုတ်လေ visa လွယ်တဲ့နိုင်ငံတွေသွားလဲပေါ့။အဲ့ဒါတော့ဥမာ Georgia လို့ပါဆိုလောကကိုက်ရပေါ့နော်။ Turkey နဲ့ bus car နဲ့တောင်သွားလို့ရတယ်။အဲ့လိုမျိုးနိုင်ငံတွေဆိုရင်ဒါ Georgia ရဲ့ e-visa ပေါ့။မြန်မာနိုင်ငံသားတွေအတွက်အဲ့လိုမျိုးဆို e-visa အကောက်ကိုချက်ပြီးတော့သွားလဲပေါ့။ Okay. နောက်ထပ်မိကုံးတစ်ခုလာပါပြီ။ခုနကတော့ အရှိအဘအခုနဆိုတာကတော့အရှိရဲ့ဗီဒီယိုဖြစ်သွားပြီပထမတစ်ပိုင်းမှာဟိုဂျော်ယူကိုဟိုနဲ့ပတ်သက်ပြီးမိသွားတယ်ဟိုသပင်းစိုက်တာနဲ့ပတ်သက်ပြီးရဲ့အကြောင်းမိသွားတယ်ဒီကလည်းအဲ့လိုမျိုးလေးပဲသူကဘယ်လိုမျိုးလဲဆိုတော့တူတကီကိုလာပြီးတော့တဲ့ကျမကြီးအနေနဲ့တဲ့ကြောက်ကပ်အစားထိုးလို့ရလားတဲ့ဟိုကုသမှုအပိုင်းနေနဲ့ပတ်သက်ပြီးတော့ရှင်းပြပြီးလို့ရမလားဆိုတဲ့ပုံစံမျိုးပေါ့နော်မိသားတယ်ကြောက်ကပ်အစားထိုးတာတို့ဘာတို့ကအလုံးလုံးရပါတယ်တူတကီမှာ ဟိုတချို့လဲဟိုမီတာစုတွေပါလေလာလင်းနဲ့ဟိုဒီမှာ medical check up လုပ်တာတို့ပါလို့လုပ်လို့ရတယ်ပြီးတော့တူရကီကဒီကျမကြီးဝန်ဆောင်မှုကအတော်သင့်ဟိုကောင်းတဲ့နိုင်ငံလို့ပြောလို့ရတယ်ဆိုတော့ဒါတွေအကုန်လုံးလဲလာလုပ်လို့ရတယ်ဟိုဒါတော့မှန်တယ်ကတော့ကိုစမအောင်တို့ပို့ပြီးတော့နားလဲမှာပေါ့နော်ဒီကြောက်ကအစားထိုးတယ်ကြောက်ကအစားထိုးတာဒီမြန်မာနိုင်ငံကလာလုပ်ဖို့ကနှစ်ယောက်တော့အဲအကူညီပေးဘူးတယ်ပေါ့နော်အဲသူတို့လည်းတော်တော်လေးအဆင်ပြေသွားကြပါတယ်ဒါပေမဲ့ဘယ်လိုမျိုးရှိလဲဆိုတော့ ကုန်ပြစိတ်ကအဓိကတော့မြန်မာနိုင်ငံလူတွေကကြောက်ကစားထိုးဖို့လို့ခေါင်းထဲဝင်လာအရင်ဆုံးတွေးတာအိန္ဒိယပေါ့နော်အိန္ဒိယကဈေးသက်တာတယ်အိန္ဒိယဈေးသက်တာတယ်တူရကီကအဲ့ထက်ဒေါ်လာ9000 6000ထပ်ပိုကုန်ကြလိမ့်မယ်ဟိုတူကီမှာ starting price ကကြောက်ကစားထိုးမယ်ဆို package ကဘယ်လောက်ကစမလဲဆိုတော့ဒေါ်လာ18000 2000တပတ်ချာလေးရနေစမယ်အဲ့လိုဒါဈေးရတော့ကွာနော်စပါဘောနော်အိန္ဒိယမှာကြာတော့13000 အဲတောင်းသုံးလောက်ဆိုတာအကောင်းအငယ်ရပြီပေါ့နော်တောင်းသုံးလောက်တောင်းသေးတောင်လောက်ပဲတတ်ကြတယ်ဟို8000နဲ့9000နဲ့ရောင်းကြဘူးတယ်အိန္ဒိယဘက်မှာကြတော့လေအဲ့လိုမျိုးတွေရှိတယ်ဟိုအရေးကြီးဆုံးကတော့ဟိုဒိုနာပေါ့နော်ကြောက်ကလှူမဲ့လူဟာအမျိုးဖြစ်နေဖို့လိုတယ်တူရကီမှာဆို4 degree အမျိုးလောက်ဒီလက်ခံတယ်အဲ့ထက်ကျော်သွားရင်ကြောင့်လုံးဝဟိုအမျိုးမတော်ဘူးစိတ်ဒီဇိုင်းဆိုရင်တော့လုံးဟိုကြောက်က အဲအဲလူရဲ့ကြောက်ကတ်ကိုယူပြီးတော့ထုံနာပေါ့နော်အဲကြောက်ကတ်ကိုယူပြီးတော့ဒီဟိုလူနာမှာထည့်မယ်ဆိုရင်ကြာတော့ဒူကီမှာအစင်တိတ်မပြေအဲ့တော့အမျိုးတွေကလူပဲလူရှိလို့ရှင်ဒိုနာပါပါပြီးသားပေါ့နော်နှစ်ယောက်လုံး medical visa လျှောက်ပြီးတော့လာပြီးတော့လုပ်လို့ရတယ်ကျွန်တော်ထင်တော့အရင်လဲဒီမှာလာလုပ်ဖူးရဲတို့ဘာတို့ကြာဘူးတော့အဲ့လိုမျိုးနဲ့ဆက်ဆက်ပြီးတော့အလိုဝေဒနာ delivery ကဆက်ဆက်ပြီးမီးလာတယ်လို့ထင်ပါတယ်အဲ့ဒါဆိုအရင်လာလုပ်ဖူးရဲရရှိရဆိုတာလေ အဲ့လိုမျိုးအခုတခုပေါ့နော်ထပ်ပြီးမေးချင်တာအခုအိန္ဒိယနဲ့ဈေးရတဲ့ဒီလောက်ကွာနေတယ်ပေါ့။ဘာဖြစ်လို့အိန္ဒိယကိုကြော်ပြီးတော့တူရကီကို choice လုပ်ကြတာ။သူတို့ကြီးကတော့အိန္ဒိယကိုတိတ်မယုံကြဘူး။အိန္ဒိယကိုတိတ်မယုံကြဘူးဆိုတာကအိန္ဒိယရဲ့ဟိုဘယ်လိုပြောမလဲဒါကတော့ social media ရဲ့ influence လုပ်မှုပဲပြောရမှာပဲပေါ့နော်။အိန္ဒိယကိုညှက်ပတ်တယ်လို့ထင်ကြတယ်။ standard အတိတ်မရှိဘူးလို့ဘယ်လိုပြောမလဲ။ standard မှုအားနေတာလို့။တရှိမှုအားအားနေတယ်ပေါ့နော်။နောက်ပြီးလို့ရှိရင် standard အနေနဲ့ Europe standard မရဘူးပေါ့နော်။သူတို့တွေးတာပေါ့။ Europe standard မရဘူးလို့ထင်ကြတယ်။တူရကီရဲ့ health care system ကလည်းတော်တော်လေး နာမည်ကြီးရယ်ပေါ့နော်နာမည်ကြီးရယ်ပုံမှာတချို့လူတွေကြတော့ဒီယူရိုပေါ်မှာသွားလုံမယ်ပေါ့တူရကီမှာသွားလုံမယ်ပေါ့အဲ့လိုပုံစံမျိုးတွေးကြတယ်ပေါ့တက်နိုင်တဲ့လူဆိုင်တွေလည်းလာလို့လို့ရတာပေါ့ဟုတ်တယ်အချိန်ကာလကျတော့ဘယ်လောက်လောက်ကြာတယ်ပေါ့ခင်ဗျအချိန်ကာလကတော့တကယ်တကယ်ကအဲ process ကြီးကတစ်ပတ်လောက်ပဲကြာတာဟုတ်တယ်တစ်ပတ်လောက်ပဲကြာဒါပေမဲ့သူတူရကီမှာအနည်းဆုံးပေါ့နော်တစ်လလောက်နေရမယ် ီလို့ရှိရင်သူစပင်းစပင်း site process လို့ပဲ check up ဒီပါကြီး run ပြီးတယ်မလာခင်နေက tax ဒီပါကြီးစစ်ပြီးရောမှဒီလူကလာတင်လားမလာတင်လားဆိုတာဒီက professor ဒီဟိုပေါ့အခြားထိုးပြီးမဲ့ professor doctor တွေကစုံဖြတ်ပြီးတော့မှပဲ visa ရပြီလားအဲ့လိုပုံစံမျိုးအဲ့တော့ professor ဒီက professor တွေကသူတို့မကုပေးနိုင်ပါဘူးဆိုရင်လည်းဘုံနေနေပဲမကုပေးနိုင်ပါဘူးပြောတယ်ကုပေးနိုင်တယ်ဆိုလို့မှသူတို့ processor run တာပေါ့အဲ့လိုပုံစံမျိုးမလာခင်တည်းကလည်း test တွေဆေးရတယ်လာလာလို့ရှိရင်လည်း test တွေဆေးရတယ် ပြီးွားလို့ချင်း check up တွေအတွက်အတွက်ပေါ့နော်ဒီတစ်နှစ်အတွင်း check up တွေအတွက်လည်းဟိုနောက်လိုရတဲ့လိုရသလိုမြန်မာနိုင်ငံမှာပြန်ရောက်လာတယ်ဆိုမြန်မာနိုင်ငံလူပေါ့မြန်မာနိုင်ငံမှာပြန်ရောက်လာတယ်ဆိုလို့ရှင်လည်းမြန်မာနိုင်ငံမှာ test တွေရှိပြီးတော့ဒီ WhatsApp ကဖြစ်ပြီးဒီမှာ WhatsApp တုံးများတာဟို WhatsApp ကဖြစ်ပြီးအဲ့လိုမျိုး internet ကနေပို့ပြီးတော့ mail လို့လည်းရတယ်ဆိုတော့ဟိုအိန္ဒိယလိုနိုင်ငံထက်ဆိုင်ရင်တော့တူရကီကဈေးပုံများတယ်ဆိုပေမဲ့ future ဆရာတခုအနေနဲ့ရှိနေမှာပေါ့ဒါပေမဲ့ဒီထက်ပိုပြီးမြန်မာနိုင်ငံနေနဲ့ရှင်ကြတော့တူရကီကဟို quality က အတော်အတူတပြည့်ဘလို့ကောင်းမွန်နေပုံမရလားများကြလဲကြတော့မြန်မာနိုင်ငံထက်စားလို့ရှိရင်ဒီအီရန်အီရတ်ကလူတွေအနည်းနာပုံဝင်ချင်းယူအီကလူတွေပြီးလို့ရှိရင်ဟို UK တို့ဒီ US တို့ကလူတွေပေါ့ဘာလို့လဲဆိုတော့အဲ့ဘက်ကလူတွေကြတော့အဖေမှာကြောအရင်စီကြီးဟုတ်တယ်ကျွန်တော်အခုနဟိုဆိုလိုချင်တာဒီဟာပေါ့အဲ့ဒီနိုင်ငံနေနဲ့ရှင်းမယ်ဆိုရင်တော့တူရကီကတတအဲ့ဘက်ကလူတွေကြောတူရကီလာလောက်ကြတာများတယ်စပင်စပင်ဆိုင်တာလည်းလိုပဲလေဟုတ်တယ်တွားပြင်တာတို့ပေါ့စပင်ရောတွားရောဟိုတို့နိုင်ငံတွေမှာမတရားစီးကြီးတဲ့ကိစ္စတွေအဲ့တော်တော်လေးကိုစီးကြီးတာ ိုဆယ်စားလောက်กว่าတယ်လို့အောင်ပြောကြတယ်တချို့လူတွေနောက်ထပ်မိဘတို့ခုလေးသွားမယ်ပေါ့နော်ဒါတော့ဟိုကျွန်တော်တို့အပုံမှန်လာမိနေကြမိဘမယ်အဲ့ဒါကိုပဲပေါ့နော်ဟိုထပ်ပြီးမိရတာဟိုတကယ်လို့ဒီအစီအစဉ်ကိုကြည့်နေရဆိုရင်ထပ်ပြီးတီးွားအောင်လို့ပေါ့နော်ဟိုပြင်ဖြေပြီးလို့ရတာပေါ့နော်တူရကီမှာနိုင်ငံသားရှောက်လို့ရလားတူရကီမှာနိုင်ငံသားရှောက်လို့ရပါတယ်အစိုးရကဒီနိုင်ငံသား ရှောက်ချင်တဲ့လူတွေအတွက်တရားဝင်ပေါ့နော်ဘယ်လိုလမ်းကြောင်းမျိုးနဲ့ရှောက်လို့ရမလဲဆိုတာမျိုးတတ်မှတ်ပြထားပေးတာတော့ရှိတယ်ဟိုအချင်းချုပ်ပြောမယ်ဆိုရင်တော့ official 3 ways လောက်ချပေးထားတယ်ပေါ့တစ်ခုကကျတော့အများစုလက်ထိကြတယ် property investment လုပ်ပြီးတော့နိုင်ငံသားယူလို့ရတယ်နောက်တစ်ခုကအပန်းမှာအစိုးရတတ်မှတ်ထားတဲ့ amount တစ်ခုပေါ့နော်အခုလက်ရှိဆိုရင်ဒေါ်လာ5သိန်းပေါ့ property ဆိုရင်တော့ဒေါ်လာ4သိန်းပေါ့အဲ့ဒီ amount ကိုဟိုဘဏ်ဘဏ်မှာတွားပြီးတော့ fixed deposit လုပ်ရတယ်အဲ့ဒီဝင်နဲ့ရှောက်လို့ရတယ်ရှိတယ်နောက်ဆုံးတစ်ခုကတော့ Turkey မှာလာပြီးတော့ မလုပ်လို့ချင်တာတို့စက်ယုံဒီ factory တွေပဲလာပြီးထောင်ကျင်းတဲ့လူတွေအတွက်သူတို့တူရကီနိုင်ငံသားအယောက်50ပေါ့လူရင်း50ဦးအလုတ်ကန်ခွန်းလားဖန်တီပေးနိုင်တယ်အလုတ်ခတ်နိုင်တယ်ဆိုရင်လည်းရှောက်လို့ရတယ်ပေါ့ဆိုတော့အလုတ်ဒါအစိုးရတာဝန်တတ်မှတ်ပေးထားတယ်ချမှတ်ပေးထားတယ် waste တုံးခုဒီနီလန်းတုံးခုကတော့ဒါပို့ပြီးတော့ရဖို့တေးကြတယ်ပြောတေးကြတဲ့ဟာတွေပို့တေးကြတယ်မတေးကြမတေးကြမတေးကြတယ်လို့ပြောလို့မရပါဘူးဘယ်လိုမျိုးလဲဆိုတော့နောက်ထပ်နီလန်းလေးနှစ်ခုလောက်ထပ်ရှိရဲចောင်းလာတတ်တဲ့လူတွေနဲ့ ဝေါ်ပါမင်းလို့အလုပ်လုပ်တဲ့လူတွေအတွက်ဝေါ်ပါမင်းနဲ့အလုပ်လုပ်တဲ့လူတွေကတော့ရှင်းရှင်းပဲဝေါ်ပါမင်းနဲ့တူရကီမှာအလုပ်လုပ်တာ9နှစ်ပြည့်ပြီးတော့6နှစ်မြောက်ရောက်သွားလို့ရှိရင်အဲနိုင်ငံသား6ရှင်နဲ့ဆိုရင် citizenship fountain လို့ရတယ် fountain လို့ရတဲ့အဓိပ္ပာယ်ကပေးမပေးဘူးအဓိပ္ပာယ်မဟုတ်ဘူးเนาะအဲ့ဒါကြတော့ဒီအဲ process ကလည်းတို့ run တာတစ်နှစ်ခွဲ2နှစ်လောက်ကြာတယ်တစ်နှစ်ခွဲ2နှစ်လောက်ကြာတယ်ပြီးတော့တူရကီစကားတက်ဖို့လို့တယ်တူရကီစကားတက်မှာပဲအဲလုပ်လို့ရမယ်အဲကိစ္စတခုရှိတယ်ဒါကလည်းကိုက ဟိုဘယ်လိုပြောမလဲစိတ်ရှိရဲ့လူဆိုရင်တော့လေးလာကြည့်ပေါ့နော်ចောင်းသားတွေအနေနဲ့ကြတော့လေဒီဟာဘယ်ဒါပေမဲ့ចောင်းပြီးွားမှအတူတကြီးမှာအလုတ်ဆက်လုပ်နေရင်လည်းဝတ်ပါမရတဲ့အချိန်ကြတော့မှဒီ process အတိုင်းပဲ set run ကြည့်လို့ရတယ်ဟုတ်တယ်ဒီအကြောင်းတော့ဟိုအသေးစိတ်ပြောပြပေးထားတဲ့ဗီဒီယိုလေးရှိတယ်ဆိုတော့ဒီမှာတော့ခြုံငုံပြီးတော့အပေါ်ရံပဲရှင်းပြပေးပါတော့အဲ့တော့အသေးစိတ်ဆက်ပြီးတော့အတည်ကျင်နေဆိုရင်ကျွန်တော်တို့ဒီအကြောင်းအသေးစိတ်ပြောထားတဲ့ focus video လေးကိုတော့ကြည့်လို့ရပါတယ် နောက်ထပ်တစ်ခုကကြတော့ဒီတူရကီနဲ့မြန်မာပြည်နဲ့တွဲပြီးတော့ဗောနော်ဘယ်လိုစီးပွားရေးတွေလုပ်လို့ရလဲတဲ့ဘယ်လိုစီးပွားရေးတွေလုပ်လို့ရလဲဆိုတော့လက်ရှိလုပ်နေတဲ့ဟာအများစုကကြတော့တူရကီကနေအဓိကတော့ဘာပေါ့တူရကီဘက်ကနေဆိုရင်တော့ export လုပ်တော့မြန်မာပြည်ဘက်ကလူကြတော့သူတို့အဓိကတင်သွင်းနေတဲ့ဟာတွေဘာရှိမလဲဆိုတော့အများစုကတော့နေဂျာစီပေါ့တော်တော်များများသိတယ်အားလုံးသိကြတယ်နေဂျာစီရှိမယ် အဲနောက်ပြီးတော့ဒီကော်စောတွေပေါ့တူရကီကပတ်တွေကလည်းကော်စောတွေရှိမယ်ပရိုလင်းနမကြီးရယ်နောက်ပြီးတော့အစားတောက်ဘိုင်းမှာဆိုရင်တော့အများအဖြစ်တော့ဒီအချိုရည်တွေပေါ့တတိအချိုရည်တွေအဲမျိုးတွင်းတာရှိတယ်တခြားတော့အခွင့်အလမ်းတွေလည်းရှိရှိတော့ရှိမှာပေါ့ဒီ Marvel တွေကြွေပြားတွေလည်းအဲ့ဒါကြတော့နမရလာတယ်နော်အရိယာကတကယ်နာမည်ကြီးတယ်ဒါပေမဲ့ဟိုမြန်မာပြည်နဲ့လက်ရှိလုံနေတယ်လို့တော့မသိထားဘူးပေါ့နော်ဟိုအများစုကတော့အရိယာတွေကဟိုဘက်ကိုသွားတာများတယ်ဒီ Middle East ကိုသွားတာများတယ် ီအဲ့ဒါကလည်းဈေးလက်ဈေးလက်ကြီးဟုတ်တယ်အဲ့ဒီ Middle East ကိုသွားတာများတယ်နောက်ပြီးတော့ဟိုငါလုတ်ပေးခဲ့ပူတာဆိုရင်ပေါ့နော်ဟိုဘာထပ်ပြီးတော့လုတ်လို့ရလဲဆိုတော့မြန်မာပြည်နဲ့တော့မဟုတ်ဘူးပေါ့နော်အဲမြန်မာနိုင်ငံသားတွေတချို့ဒီ Saudi ကိုဘာလို့မှရှိနေတဲ့လူတွေရှိတယ်ပေါ့အဲသူတို့နဲ့ချိတ်ဆက်ပြီးဒီကနေ့ကျတော့ဟို Saudi မှာကျတော့အများစုကဟိုပါပေါ့ဘာသာရေးသုံးဆောင်ပစ္စည်းတွေပေါ့ဟုတ်တယ် China Mask တို့ဒီ Prayer Mat တွေတခြားသော Tesbee တို့ဘာလို့ပေါ့ဒီဘာသာရေးနဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းတွေတွားတယ်နောက်တစ်ခုကဖနက် ဖဏနဲ့တော့တူရကီကနေပြီးတော့ဒါကိုမြန်မာနဲ့ကိုဆက်ဆက်ပြီးလုပ်ဖို့ရဟာပြောတာပေါ့နော်မီဒယ်အစ်ကိုတော့အများဆုံးတွားတာတော့ဒီ Marvel တွေပါတွေတွားတာများတယ်ကျွေပြားတွေနောက်ပြီးတူရကီအင်ဆော့ပစ္စည်းပေါ့ကျွေတဲ့ပစ္စည်းတွေလည်းနာမည်ကြီးရပေါ့နော် furniture ဟုတ်တယ် furniture လည်းနာမည်ကြီးရနောက်ပြီးတူရကီကဒီကော်စောနာမည်ကြီးရ light ကတွေလည်းနာမည်ကြီးရမြန်မာတို့တွားတာတော့အများစုတော့ကော်စောတွေတွားတာတော့များတယ်ဆိုတော့အခုဒီပြောရတဲ့ဟာတော့ဟိုမေးတဲ့သူကကျတော့ငါအထင်တော့ဟိုသူ import လုပ်ချင်တဲ့ ပုံစံမျိုးနဲ့ idea တခုပေါ့နော်ဝယ်ကျင်တယ်ဝယ်ကျင်တယ်ပေါ့ idea တခုခုရကျင်တဲ့အတွက်မေးတာဖြစ်ပါလိမ့်မယ်ဆိုတော့ဟိုငါတို့လေ့လာမိတဲ့လောက်ကိုလုတ်ပေးဘူးတဲ့လောက်ပေါ့နော်အဓိကတော့ဒီဟာတွေပဲသွားနေအများပါတယ်တကယ်လို့ဒီဟာပြင်ပပေါ့တခြားတခုခုဟိုတည်ကျင်တာတွေဘာတွေရှင်းလဲဟိုလာပြီးတော့မေးလို့လည်းရတယ်ဟိုတတ်နိုင်တာရှင်းလဲဟိုကူညီပေးလို့ရတယ်ဟိုတချို့ချို့ပစ္စည်းတွေကြတော့ သူတို့ကသူတို့ research လုပ်ထားတဲ့ဟာတွေရှိရတယ်ဆိုကြတော့ဟာဒီပစ္စည်းရဒီမှာတတ်တာတယ်ဒီမှာရတယ်တခါတည်းကျတော့ဘလို့ပစ္စည်းရအောင်ပို့ဘူးလဲဆိုတော့ဟိုဟာပေါ့ဘယ်လိုပြောမလဲတိုးတိုးမွေးပြောမလားဆွေတာထိုးဆွေတာထိုးရဲ့ခြီးတွေပေါ့တိုးမွေးရမဟုတ်ပေါ့လို့ခြီးလုံးတွေပေါ့အဲ့ဒါကြီးလဲဟိုပို့ဖူတာမျိုးရှိတယ်နောက်ပြီးတော့အဓိကတော့အစားတောက် sector မှာဟိုဒါကိုနည်းနည်းနားလေတာပေါ့နော်ကိုလှုပ်ဖူးရတယ်မှာအစားတောက် sector မှာဟိုပို့တာပြီးပို့များတယ်တခါတော့မှပို့ဖူတာမျိုးဆိုရင်ဒီနွားရဲ့အစာအိမ်ပေါ့ အဲ့လိုမျိုးတွေတချို့ကြောက်ဟိုအခုနကလူမျိုးပေါ့နော်ဟိုကိုကတော့မသိဘူးဟိုသူတို့ research လုပ်ပြီးတော့လာမေးတယ်ဟိုရှာပြီးတယ်ဂျာရီကနေပြီးတော့ဝင်ပြီးတော့ကိုကဘယ်လိုမျိုးလဲဆိုတော့တူရကီမှာ scam မှာအများကြီးတယ်။ scam မှာအများကြီးတဲ့ပုံမှာသူတို့ကလည်း local တယောက်ယောက်မရှိဘဲနဲ့မဝယ်ချင်ကြဘူး။ အဲ့တော့ကျွန်တော်တို့ဘာပြောလဲဆိုရင်အခုဒီလိုဒီလိုမျိုးကျွန်တော် PC တစ်ခုဝယ်ခြင်း ਨੇ အခုအဲ့နေရာကိုသွားပြီးပါလားသွားကြည့်ပြီးပါလားကျွန်တော်တို့ဘက်ကနေပြီးတော့ request လုပ်တာပါဗောအဲ့လိုပုံစံမျိုးကြာရင်ကျွန်တော်တို့ဘက်ကနေပြီးတော့အဲ့နေရာနဲ့သွားပြီးတော့ agreement တွေပါယူပြီးတော့ဟို supply ပေးနိုင်တယ်ဗောနောက်ပြီးလို့ရှိရင်တချို့လူတွေကြတော့လည်း PC တစ်ခုဝယ်ခြင်း ਨੇ PC တစ်ခုဝယ်ခြင်း ਨੇ ဒါပေမဲ့ဟိုမြန်မာနိုင်ငံကနေရှားတာဒါမှမဟုတ်တခြားနိုင်ငံကနေရှားတာသူတို့တွေးတာကလည်း broker တယောက်ဖြစ်နေ ဘရိုကာတယောက်ဖြစ်နေတဲ့ factory တိုင်းရိုက်မဖြစ်နေအဲ့တော့ဈေးကနည်းနည်းများတယ်အဲ့တော့ကျွန်တော်တို့ဆက်သွယ်လာလို့ရှိရင်ဒါအဲ့လိုမျိုးမေးတာမျိုး factory တိုင်းရိုက်ဈေးအထိယူပြီးတော့လုပ်ပေးနိုင်တယ်ပေါ့ကျွန်တော်တို့အော်နောက်ထပ်မေးခွန်းတစ်ခုလေးအနေနဲ့ကျတော့အကူတို့ဘာလို့ဘကလာဘာဆက်မရောက်တော့တာလဲတဲ့မြန်မာနိုင်ငံမှာငွေဈေးရောက်ပါအမှန်တကယ်တော့ဟိုလောက်ရတာနဲ့ဒီငွေဈေးနဲ့ကျတော့မကမိဘူးပေါ့နော်အဲ့လိုဈေးကြီးတဲ့မုန်းကြီးကျတော့လေမှန်တိုင်းပြောရင်ကိုယ်လည်းရောင်းရတာစိတ်ထဲမှာမတက်မတာခံစားရတယ် ကျွန်တော်တို့ကတော့ဟိုပို့တာပြုတာတော့ဘာမှခက်ခဲတဲ့ကိစ္စမဟုတ်ဘူး။အခုရောင်းမယ်ဆိုလည်းရောင်းမင်းနေတာကြီးကတော့အများကြီးပဲ။ခဏခဏလာမေးကြတာပဲ။ဒါပေမဲ့ဒီငွေစည်းနဲ့ကျတော့ဟိုဘယ်လိုပြောမလဲ။ကိုကဈေးဖွင့်မှုတော့အားနာတယ်လို့ပြောတယ်။အခုလိုခက်ကားလာမှာဆိုတော့လာမေးရတော့လည်းအများကြီးပဲ။ဆက်ပြီးတော့တော့လည်းရောင်းမယ်။တော့စခဏရက်ထားလိုက်တော့ခဏ။အဲ့လိုမျိုးအဲမိကုံးလေးတွေကတော့လောလောဆယ်ထုတ်ထားရတဲ့မှာတော့တလောက်ပဲရှိရဲအဲ့ဒါကိုကျွန်တော်တို့အပိုင်းနှစ်ပိုင်းခွဲပြီးတော့ဖြည့်ပြီးွားရပါတော့ ဟိုနောက်ထပ်လည်းထပ်ပြီးတော့ဂျုံခဲ့တယ်ဆိုတော့ station နဲ့ထပ်ပြီးတော့လည်းမေးလို့ရပါတယ်အဲ့ question တွေအစ်စ်တွေထပ်ထွက်လာခဲ့ရင်လည်းဒီမေးထားတဲ့မေးခွန်းတွေပြပပေါ့ထပ်ထွက်လာခဲ့ရင်လည်းကျွန်တော်တို့အခုလိုမျိုးအလင်းအသင့်တွေပြန်ပြီးတော့ဖြေပေးသွားပါမယ်အဲ့တော့ဒီကျွန်တော်တို့ရဲ့ဒီအဆီဇင်လေးကိုကြည့်ရှုပေးတဲ့ဒူရန်ကိုကျေးဇူးအများကြီးတင်ပါတယ်မေးခွန်းလေးတွေဖြေပေးတာလေးတွေကိုလည်းဟိုအားရကျေနပ်မယ်လို့ညွှန်လင်းပါတယ်ပေါ့နော် ဘာရင်ပြည့်ရရှိတယ်ဒီအားလုံးပဲကျေးဇူးများတင်ပါတယ်တည်ကျင်တာလေးရှိလို့ရှိရင်လည်း common bug ကဖြစ်ပြီး message ကဖြစ်ပြီးလမ်းမေးတော့လို့ရပါတယ်ကျွန်တော်နောက်ထပ်ဟိုအစီအစဉ်နေနဲ့ပြန်လည်ဆုံးပြေကြပါအောင်မယ်အားလုံးပဲကျေးဇူးပါ